ရှင်မသက်ခန်းကြီး17ပိုင်ငယ်28မှာဆိုရင်ဝင်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြတော့ငါသည်ချမ်းသာပြီမိတဲ့ဒီဟာလေးကအလုံးတူတူတရှိပြီးသားအလွတ်ရပြီးသားကျမ်းပိုက်လေးဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ဒီကျမ်းပိုက်လေးကိုကျွန်တော်တရားလေ့လာတဲ့အခါမှာလေဝင်လေးရဲ့ပင်ပန်းတော်တို့ပေါင်းတို့ငါထံတို့လာပါငါဟာမင်းတို့ကို ချမ်းသာပြီးမယ်လို့ပြောနေတဲ့အရာ အခုလောကမှာကျွန်တော်တို့ဖြစ်ပျက်နေတဲ့အရာကျွန်တော်တို့ရင်မဆိုင်နိုင်လောက်အောင်ပင်ပန်းနေတဲ့အရာတွေအားလုံးကျွန်တော်တို့မှာမရှိဘူးလားဆိုတော့လူတိုင်းလူတိုင်းမှာရှိတယ်လူတိုင်းမှာခက်ခဲကိုစီလူတိုင်းမှာပြဿနာကိုစီ ਨੇ ဘာဖြစ်ကျွန်တော်တို့ယုံကြည်သူတွေကလေအာယုံကြည်တယ်ယုံကြည်တယ်လို့ပြောတော့ညာလေကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာလေကဲတင်ချင်းလောက်ပဲကျွန်တော်တို့တွေလမ်းဆုံးတဲ့ဩကျွန်တော်တို့ကစစ်မှန်တဲ့ကဲတင်ချင်းရပြီးတော့ ကောင်းကင်မှာကျွန်တော်အတွက်နာမည်စီးရင်ဝင်ရင် အာဒါကျွန်တော်အတွက်ပြီးသွားပြီအဲ့လိုပဲကျွန်တော်တို့တွေကနေတတ်တယ်ဒါပေမဲ့ဘုရားသခင်ကဘာပြောလဲဆိုတော့မင်းတို့ငါသာဝရအသက်ပေးယုံတင်မကဘူးနော်မင်းတို့အတွက်ငါကြံစီထားတဲ့အရာတွေအများကြီးရှိသေးတယ်ခုမင်းတို့လောကမှာတဲ့ခက်ခဲတွေကြုံနေတယ်နော်တဲ့လောကမှာပြဿနာတွေကြုံနေတယ်ဒါပေမဲ့မင်းတို့မထမ်းနိုင်တဲ့ဝင်နေမင်းတို့မှာပြိနေတယ် နော်ထံကိုလာကြမင်းတို့ငါထံမှာလာအနားယူလို့ဘုရားကပြောနေတာဖြစ်တယ်နော်ငါစီမှာပဲလာနားစမ်းပါမင်းတို့ကိုယ့်ရဲ့စိတ်ကြိုက်ကိုယ့်ရဲ့လုံဆောင်ချင်းနေနဲ့မင်းတို့ဘယ်တော့မှအောင်မြင်ချင်းအခွင့်ကိုရမှာမဟုတ်ဘူးအဲဒါကြောင့်မင်းတို့ငါထံကိုပဲလာမင်းတို့ကိုငါချမ်းသာပေးမယ်ငါစီမှာပဲတိုးဝင်ဘုရားခင်တောင်းတဲ့အရာကကျွန်တော်စီကရွှေလည်းမတောင်းဘူးကျွန်တော်စီမှာငွေလည်းမတောင်းဘူးဘုရားခင်ကဘာတောင်းတယ်လဲဆိုတော့ သူ့ရဲ့အထံတော်ကိုတိုးဝင်ပို့ရန်အတွက်ပဲတောင်းလာမင်းတို့ငါရဲ့ထံတော်ကိုတိုးဝင်လာခဲ့မင်းတို့မှာပြည့်ပြည့်နေတယ်ခက်ခဲတယ်မင်းတို့မှာအာရှိနေတဲ့ဒုက္ခပြေတနာတွေအားလုံးကိုမလုပ်မလဲဆိုတော့ငါဖြည့်ချင်းပေးမယ်လို့ပြောတဲ့ဘုရားဖြစ်မောရှိရဲ့အတ္တာမှာသူအခက်ခဲကြုံတိုင်းမှာသူအရင်ဦးဆုံးတတိယတာသူကိုးကွယ်တဲ့ဘုရားသခင်ဖြစ်တယ်နော်ကိုရောကျွန်တော်ဒီခက်ခဲရောက်ပြီဒီပြေတနာရောက်ပြီ ကျွန်တော်ဘလို့လောက်ရမလဲကိုတော်ကြီးကျွန်တော်မဖြည့်ရှင်းတတ်ဘူးကိုတော်ပဲဖြည့်ရှင်းပေးပါဆိုတော့ဘုရားသခင်ထံကိုတိုးဝင်တဲ့အခါမှာခက်ခဲတဲ့အပြတ္တနာတိုင်းကိုကျော်လွှားနိုင်ရတဲ့အခွင့်ရဒီနေ့ဒီမှာရှိတဲ့ညီကောင်မတအူးတယောက်ချင်းစီတိုင်းအသက်တာထဲမှာလဲကျွန်တော်တို့ဒီမှာခက်ခဲရှိပါတယ်ကျွန်တော်တို့ဒီမှာပြတ္တနာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တိုးဝင်ချင်းနေမှားနေနော်ကျွန်တော်ကလူကိုအားကိုးတယ်တခါတလေကျွန်တော်ကတထေးကိုအားကိုးတတ်တယ် တထင်းရင်ငါ့ကိုကူညီဟာမင်းမှမကူညီရင်တော့မရတော့ဘူးဒီမှာငါမိသားစုငါဒီလောက်ပို့ရမှာငါမိသားစုငါဒီလိုကူညီရမှာအဲ့တော့ပင်ကျန်းပင်ကျန်းချီပါအောင်စတဲ့ပင်ကျန်းတို့တွေကတထင်းကိုအားကိုးတတ်တယ်အမေဒီနေ့ကျွန်တော်တို့ကိုယ်ဝေတာဘုရားတခင်ကတထင်းကိုအားအားလုံးဝအားမကိုးနဲ့လို့လေမပြောဘူးနော် အရင်ဆုံးမလုပ်ရမလဲဆိုရင်ငါထံကိုပဲတိုးဝင်ပါတဲ့ငါထံကိုတိုးဝင်လာလို့ရှိရင်မင်းအတွက်ငါကြံစီထားတဲ့အကြံစီတွေဟာဘလောက်ကြီးမြတ်ကြောင်းဘလောက်လေးမြတ်ကြောင်းကိုမင်းကိုယ်တိုင်မြင်တွေ့ရမယ်လို့ပြော